ချန်နေရကုန်မြန်နှဖုံးသတင်းဆောင်ကဥစွာတင်ဆက်မဲ့သတင်းကတော့မန္တလေးတိုင်းအတွင်းရှိငလျင်တန်းသိနေရများအားနတ်ဆကားဥက္ကဋ္ဌဘွေးကျော်မူကြီးမြောင်းလိုင်းတောက်ရောက်ကြည့်ရှုတဲ့သတင်းဖြစ်ပါတယ်။နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ဘွေးကျော်မူကြီးမြောင်းလိုင်းဟာအဖွဲ့ဝင်များလိုက်ပါပြီးမတ်လ29ရက်နေ့အစောပိုင်းတွင်ထိခိုက်ပျက်စီးဆုံးရှုံးမှုများပြားခဲ့တဲ့မန္တလေးတိုင်းဒေသကြီးသို့တောက်ရောက်ပြီးငလျင်တန်းဆောင်ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရမှုများကိုရဟတ်ရင်များဖြင့်ဥစွာကြည့်ရှုစစ်ဆေးကြောင်းသိရပါတယ်။ အဲ့ဒီနောက်အလဲပိုင်းတိုင်းစစ်ဌာနချုပ်အစီအဝေးခံမှာရင်မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးအောင်အလဲပိုင်းတိုင်းစစ်ဌာနချုပ်တိုင်မှုနဲ့တာဝန်ရှိသူများကမန္တလေးတိုင်းဒေသကြီးအတွင်ငလျင်တန်းချောက်ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရမှုများကိုတင်ပြရာနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ကရှောက်ဖွေးကူညီကဲဆေးရေးလုပ်ငန်းများနဲ့ပတ်သက်ပြီးအမြန်ဆုံးဆောင်ရွက်ပေးသွားရန်နဲ့အခြားလိုအပ်သည့်များကိုလမ်းညွှန်မှကြားကြောင်းနဲ့မန္တလေးမြို့အတွင်ထိခိုက်ပျက်စီးဆုံးရှုံးခဲ့မှုအခြေအနေများကိုဆက်လက်လိုက်လံကြည့်ရှုစစ်ဆေးသွားမှာ ာဖြစ်တယ်လို့သိရပါဗျ။မဒလေးတိုင်းဒေသကြီးအတွင်းလက်ရှိအချိန်အထိနောက်ဆုံးကောက်ယူရရှိသောစီးရင်များအရငလျင်တဲကြောင့်သိဆုံးကြရသူ694ဦး၊ထင်ရရရှိသူ1690ဦး၊ပျောက်ဆုံးနေသူ68ဦးဖြစ်ကြောင်းနဲ့အသေးစိတ်စရင်အောင်ဆက်လက်ကောက်ယူလျက်ရှိတယ်လို့သိရပါရှင်။ဆက်လက်တင်ဆက်မယ့်သတင်းကတော့ပျက်စီးဆုံးရှုံးမှုများကြောင့်နေထိုင်ရန်အခက်အခဲရှိသူများအတွက်နေထိုင်ရန်နေရာများကိုအမြဲဆုံးစီစဉ်ဆောင်ရွက်ပေးသွားရန်နှစ်ဆက်ကောက်ကထားမှကြားတဲ့သတင်းဖြစ်ပါတယ်။ ငလျင်လှုပ်ခတ်မှုအတွင်ပျက်စီးဆုံးရှုံးမှုများကြောင့်နေထိုင်ရန်အခက်အခဲရှိသူများကိုကိုဗစ် -19 ဖြစ်ပေါ်စဉ်ကကဲ့သို့နေထိုင်ရန်နေရာများကိုတာဝန်ရှိသူများကသက်ဆိုင်ရာနေရာများအလိုက်အမြန်ဆုံးစီစဉ်ဆောင်ရွက်ပေးသောရန်လိုကြောင်းနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ဝေချုံမှုကြီးမေအောင်လိုင်းကမှာကြားကြောင်းသိရပါတယ်။မက်ရှလာ၂၈ရက်တွင်ဖြစ်ပေါ်ခဲ့တဲ့အင်အားအလုံးပြင်းထန်သောမြေငလျင်နဲ့နောက်ဆက်တွဲငလျင်ငယ်များလှုပ်ရှားမှုကြောင့်စကိုင်းတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးနဲ့ရှမ်းပြည်နယ်အရှေ့မြောက်ဒေသ နေပြည်တော်ကောင်စီနယ်မြေပဲခူးတိုင်းဒေသကြီးတို့တွင်မလျင်တန်ခံရပြီးလန်ဒတာအစာအုပ်များထိခိုက်ပျက်စီးကြရကပြည်သူအချို့အသက်သေဆုံးကြရမှုများနဲ့ထိခိုက်ဒဏ်ရာရရှိမှုများဖြစ်ပေါ်ကြရတဲ့အတွက်ရှောက်ခွေကူညီခဲ့စေလုပ်ငန်းများကိုသက်ဆိုင်ရာနယ်မြေအလိုက်ဆောင်ရွက်လျက်ရှိတယ်လို့သိရပါတယ်။အခုလိုဆောင်ရွက်လျက်ရှိအောင်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ပူဇော်မူကြီးမင်းအောင်လှိုင်ဟောင်းအဖို့ဝင်များလိုက်ပါပြီးမတ်လ29ရက်နေ့နောက်ပိုင်းတွင်ထိခိုက်ပျက်စီးဆုံးရှုံးခဲ့မှုများပြခဲ့ရ တဲ့မန္တလေးတိုင်းဒေသကြီးတို့တွားရောက်ပြီးငလျင်ထံကျောင်းထိခိုက်ပျက်စီးဆုံးရှုံးကြရမှုများကိုရဟတ်ရင်များဖြင့်ဥစွာကြည့်ရှုစစ်ဆေးကြောင်းသိရပါဗျာ။ အဲ့ဒီနောက်အလဲပိုင်းတိုင်းစစ်ဌာနချုပ်အစီအွေခံမော်ရင်မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးအောင်စကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ချုပ်အလဲပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှုတာဝန်ရှိသူများနဲ့တွေ့ဆုံရာတွင်ထည့်သွင်းမှာကြားခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။လက်ရှိအချိန်အထိနောက်ဆုံးကောက်ယူရရှိသောစည်ရင်းများအရာတနိုင်ကလုံးအတိုင်းအတာဖြင့်ငလျင်တန်းတင်ခဲ့ရတဲ့ဒေသများအလုံးတွင်ငလျင်ပေးတံကြောင့်သိဆုံးခဲ့ရသူစုစုပေါင်း1900ဦးဒဏ်ရာရရှိသူစုစုပေါင်း2389ဦးပျောက်ဆုံးနေသူ30ဦးဖြစ် ြစ်ကြောင်းနဲ့အသေးစိတ်စီရင်များအားဆက်လက်ကောက်ယူလျက်ရှိတယ်လို့သိရပါတယ်ရှင်။နောက်ဆုံးနေ့ဆက်မဲ့သတင်းကတော့ရုရှားအရေးပေါ်အခြေအနေဝင်ကြီးဌာနမှဆေလွတ်တဲ့ကေဆေးဝင်ထမ်းများနဲ့ဆရာဝန်များပါဝင်သောကေဆေးလျင်နှစ်စီးမြန်မာနိုင်ငံသို့ရောက်ရှိတဲ့သတင်းဖြစ်ပါတယ်။ရုရှားရဲ့အရေးပေါ်အခြေအနေဝင်ကြီးဌာနဟာပြင်းထန်သောငလျင်တံကြောင့်ဖြစ်ပေါ်တဲ့အကျိုးဆက်များကိုကင်တွဲဖြေရှင်းရန်ကယ်ဆယ်ဝင်ထမ်းများနဲ့ဆရာဝန်များပါဝင်တဲ့လျှင်နှစ်စီးမြန်မာနိုင်ငံသို့ရောက်ရှိလာကြောင်းသိရပါဗျာ။ ရုရှားအရေးပေါ်အခြေအနေငွေကြေးဌာနရဲ့မြန်မာနိုင်ငံသို့စေလွှတ်တဲ့ပေါင်ဆက်တပ်ဖွဲ့ရင်း Central Spar လေးချောင်းကဲဆေးရေးတပ်ဖွဲ့နဲ့အထူးအနေရမြောက်ကိုကင်တွယ်တဲ့ Leader Center မှာကဲဆေးရေးဝန်ထမ်း120ပါဝင်ကြောင်းသိရပါတယ်။၎င်းတို့နဲ့အထူးအပြည့်အစည်းအောက်တွင်ပိတ်မိနေသူများကိုရှောက်ဖွေရန်အထူးလေ့ကျင့်ထားသောခွေရဖွဲ့များအရေးပေါ်အခြေအနေငွေကြေးဌာနမှမေဆေးဆရာဝန်များနဲ့စိတ်ပညာရှင်များလည်းပါဝင်ကြောင်းသိရပါတယ်ရှင်။